ရှင်းနဲ့ပတ်သက်ပြီးအများကြီးစဉ်းစားထားတာမရှိပါဘူး။အဲ့တော့ကျတော့ဟိုတက်မှတ်ထားတာတွေဘာကြီးလဲမရှိကိုယ်တက်မှတ်ထားသလိုလဲတခါကြီးကျဖြစ်ချင်ပါလဲဖြစ်ပါလိမ့်နော်ဆိုတော့အများကြီးတော့မတွေးထားပါဘူးမသိဘူးခုချိန်မှာတော့အဲ့ဒါတွေအများကြီးမတွေးဖြစ်သေးဘူးညကတော့အရင်တွေးဖြစ်တယ်ညကတော့အဲအိမ်အောင်ပြုမယ်ဆိုပြီးတော့အများကြီးတွေးဖြစ်တယ်အခုကျတော့အဲ့အဲ့ဒါတွေရမ်း အတွေးပြတော့ကိုနဲ့တစ်တော်မဲ့သူကိုနဲ့လိုက်ဖက်မဲ့သူရှင်လည်းယူမယ်ပေါ့နော်မရှင်လည်းမယူတော့ဘူးပေါ့အဲ့လိုလေးစိတ်တွေရှော့ထားပြီးရမ်းအောင်အဲအဓိကတော့ကိုကိုကိုဟိုကိုချစ်လာတဲ့အတွက်အရန်အများကြီးရှိရည်လည်းအများကြီးမတွေးပြတော့ပြည့်ချင်းစီပဲ ဖက်တန်းပစ်တော့တယ်ပေါ့ဟုတ်အဲအစတော့မစိုးမစိုးဆိုပြီးပြောတာဒါပေမဲ့အားလုံးကဟိုဟိုအဆိုကြမယ်ပေါ့နော်ဆိုတော့ရွှေလဲအဲဆိုတဲ့နယ်ပေါ့နော်အားနဲ့ရွှေလက်ခံပြီးဆိုပြတယ်ဆုံနေကြတဲ့ချင်းလေးပေါ့နော်ဆိုတော့ဟိုမခိုင်ရင်ချင်းနေရတော့ရွှေတို့တကယ်အဲချင်းก็ဆိုရဲအချိန်တိုင်းအဲဒါစုပြည့်တဲ့စင်ကြီးတွေမှာပါတယ်ပါတူတူခြားခြားပေါ့เนาะရှင် အဲရတပံငါကောက်မလေးမှာဒါဇက်ဝင်ဒီတပုတ်ပေါ့နော်တပိုက်ကလေးပေါ့ဒီပိုက်ကလေးအပောင်းတည်ဆူထားပါတယ်ဒါတခြားကိုက်တာတွေလည်းသူတို့ကိုက်တာလေးတွေအတွက်ဒါဟိုဟာအဲ့လိုလေးဇက်ဝင်ဒီလေးပေါ့အာနည်းနည်းစီဆူထားကြပါတယ်ဟုတ်အမတရာတော့ကို့အတွက်အရန်ခက်ခဲခဲ့တယ်အစားတော့မစိုးမစိုးဆိုရင်ပြောရတယ်မဲ့အားလုံးကဟိုဟိုဆိုကြမယ်ပေါ့နော်ဆိုတော့ရွှေလဲအဲဆိုသင့်နေပေါ့နော်အားနဲ့ရွှေလက်ခံပြီးဆိုပြတယ် ။ဒီမှာလည်းတကယ်ကိုစတူဒီယိုထဲမှာလေးအကြဟာကြီးပဲရွှေတယောက်တယ်။အဲဆိုတော့ကိုင်းလုတ်ပေးရညီမလေးလည်းတော်တော်ပြင်းပြန်သွားရှာတယ်အဲ့ဒီအဟောက်။အဲဟိုကိုပါရဲဇဝင်ကန်နဲ့အဲကိုတီဆိုထားတဲ့ဇဝင်တေးလေးကိုအဲ့လိုအတူတွဲကြည့်လိုက်တော့လည်းအဆင်ပြေတော့ပါတယ်။ဟုတ်အဲ့တဲ့ချင်းကလေဟိုဟာစတူဒီယိုအတန်သွားစက်တိုင်းစုံနေကြတဲ့ချင်းလေးပေါ့နော်ဆိုတော့ဟိုမခိုင်ရင်ချင်းနေရတော့ရွှေတို့တကယ်အဲတချင်း ့ကဆိုတဲ့အချိန်တိုင်းအဲဒါစူပြည့်တဲ့ဇင်းကြီးတွေမှာပါတယ်ပေါ့ကာရိုကီဘာတာဇင်းကြီးတွေလုပ်ခဲ့တော့ဟုတ်တယ်ခိုးပြီးတော့မှခိုးပြီးတော့လုပ်တယ်အာဟုတ်အရှိမာတော့နည်းနည်းစီရှိကြတယ်ကျွန်ညာရဲ့ကလေးတွေပါလေးလည်းဟိုစုပစ်တယ်ပေါ့နော်ဟိုတကယ်ဒီလိုမျိုးဟိုတေးချလေးဟိုကိုင်လိုင်းပြေးပြီးတော့ပဲ ဟိုဟာမဆူပြစ်ခဲ့တာပေါ့နော်ရှိမှာတော့အဲ့လိုအဲဇက်ဝင်တီတီပါတယ်ဆူပြစ်ခဲ့တာရှိပါတယ်ဟာကျေးဇူးတင်ပါတယ်မကောင်းတာတော့တိပါတယ်ဒါပေမဲ့အခုလိုလေးပြောပြရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဒီလိုအဲ့လိုမျိုးအပြစ်ပါဆိုလဲချင်းနေညီးနေတယ်တယောက်တည်းလေးအော်ပြီးတော့မှအဲ့လိုချင်းနေအော်အော်ဆိုပြီးတော့ညီးနေတယ်ဆိုတော့အဲဒရိုက်တာကတော့တွေ့ပြီးတော့မှအင်းအင်းဆိုရမယ်ဆိုရမယ်ခဏလေးဆိုရမယ်ဆိုရမယ်အဲ့လိုမျိုးပြောရင်ပြောရင်လည်းသူအိုင်ဒီယာရပါလားမသိဘူးအမ်မဘိုးတို့ကိုညီတို့နဲ့တော့ပြတယ် ်ဘတ်တန်ဆက်တို့နဲ့မိုက်မိုက်မိုက်လို့ပြောပါဘူးကွာကိုညီဘကိုညီအဲ့လိုနန်းကိုမတီးဘူးနန်းစတော့တဲ့စုံမယ်တဲ့တချင်းနဲ့မြန်နန်းစတော့ပေါ့ဘာလို့အုပ်ရည်အများကြီးပဲအဲ့လိုမျိုးဆိုတာငါးဘုတ်၆ဘုတ်လောက်ရှိရဲ့သူအဲ့အဲ့တောက်လျှောက်ဆိုတာဟာပဲလက်လံွာ အဲအရင်တော့အများကြီးပဲပြောကြတယ်ပေါ့နော်တခြင်းဆိုဖို့အတွက်ဒါပေမဲ့ရေတခြင်းမဆိုတတ်တဲ့အတွက်အဲဒါကိုမကြွကျင်တဲ့အရာကိုမဆိုင်ရရလဲပါသလိုအဲမဆိုတတ်တာလဲပါပါတယ်ဟုတ်ဟိုအသက်ရတစ်ခုရောက်လာရင်စိတ်ကူးပေါက်ရပေါ့ကိုအတွက်တကယ်ကိုလိုက်ဖက်တဲ့တခြင်းလေးရှိရဆိုရင်တော့အဲဆိုပြချေဆိုပြမယ်ပေါ့နော်ဒီရှင်းရတာရွှေရွှေတာလားဒရိုက်တာကအဒရိုက်တာဒရိုက်တာကရေးရရှင့်အဲကျေးဇူးတင်ပါတယ်အဲ အခုလိုလေးပြောပြရတဲ့အတွက်အခုလိုလေးကွန်မန်လီလာပြရတဲ့လည်းဈေးစမြိုင်းတဲ့နည်းတွေအတိုင်းထူလာရပါအောင်လေအဲလုံးဝရတပန်ကားကောင်မလေးရွှေစကားကြီးမှာရွှေရလုံးဝအဲဗန်ဗန်လောက်ရတာပုံစံမျိုးပေါ့နော်အဲဟုတ်တာပေါ့အချစ်ယူမလေးပေါ့လေဆိုတော့အဲ့လိုလေးဆိုတော့လေအဲရင်လက်ခုံပါတယ်ဟုတ်ကဲ့ဘာလို့လဲအဲ့လိုမျိုးပြန်လာကိုလို့ crash တဲ့ကောင်လေးအဲ့လိုလေးရှိဘူးလားအဲ့လိုမျိုးမဟုတ်ဘူးအဲမရှိဘူးပါ crash ကံလေးဟုတ်တယ် ကိုက်တာစမ်းတာပေါ့နော်ရွှေရွှေအတွက်ပေါ့ရွှေရွှေအတွက်ကိုက်တာလေးလေးစမ်းနေဟိုဒါဟိုဒရိုက်တာအတွက်လည်းသူမရိုက်ဘူးသေးတယ် taste ပုံစံမျိုးပေါ့နော်စကားမျိုးစားဆိုတော့ဟိုသူလည်းရင်ခုန်နေရပေါ့အရင်မကောင်းတဲ့အတန်လေးဟိုအဲ့လိုလေး training ပြအောင်ဒီအဲ့အဲ့လိုမျိုးလေးအဲ့ဟိုအသုံးပြကြမယ်ဆိုရင်တော့အတိုင်းမသိတော့ရှင်းတော့အဲ့ဟိုအချီဥမာလေးပေါ့နော်အဲ့လို ်အဲ့ခက်ဆူဆူကောက်မလေးတယောက်ဖြစ်နေဒါခက်စင်းစင်းကိုတွေ့ရမှာဖြစ်ပါတယ်အာဟုတ်ကဲ့အရှိရှိတို့ရဲ့ရသပတ်ရရှိစကားကြီးကိုအဲနိုဝင်ဘာအဲဒီ၁၄ရက်နေ့ဆိုရင်စပြီးတော့မှရုပ်ပြပါပြီဆိုတော့အဲကြည့်ရှုပြီးတော့မှဝေဖန်ကြံပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်ဒီကိုတိုင်းလည်းဒီလိုအဲမတူညီတဲ့ဟို character လေးတွေမတူညီတဲ့ဇက်ကလေးတွေကိုတွေ့ပြီးတော့မှအဲဟိုဗာလေလက်ခံပြီးတော့ရေကူးပြတယ်ပေါ့ဟိုအများကြီးတော့မဟုတ်ဘူးကိုကျမကြီးကြောင့်ရော အဟိုဟိုအတိတ်ကတော့ကိုကျမ်းမာရေးကြောင့်ပေါ့နော်ကိုကျမ်းမာရေးကြောင့်ရောအစိတ်အခြေအနေကြောင့်ရောအများကြီးမရက်ခဲ့ဘူးပေါ့နော်အဲ၃လ၃လလောက်မှတကား၄လလောက်မှတကားအဲ့လောက်ကလေးတွေပဲရွေးချယ်ပြီးတော့မှကိုကိုအကြိုက်ဆုံးဖြစ်မဲ့ဇက်ပေါ့နော်အဲ့လိုလေးရွေးချယ်ပြီးတော့ပဲရိုက်ကူးဖြစ်ပါတယ်အဲအဲ့လိုတော့လည်းမဟုတ်ပါဘူးတခြားသူတွေလည်းတကယ်ကိုအဲအိုက်တင်ကောင်းကောင်းနဲ့ဇက်ကောင်းကောင်းနဲ့ထွက်ထားရည်လည်းအများကြီးရှိပါတယ်ဟိုအချင်းနဲ့ပတ်သက်ပြီးအများကြီးစဉ်းစားထားတာမရှိပါဘူး အဲ့တော့ကျတော့ဟိုသတ်မှတ်ထားတာတွေဘာကြီးလဲမရှိဘူးသတ်မှတ်ထားကိုသတ်မှတ်ထားသလိုလဲတခါကြီးကျဖြစ်စင်ပါလဲဖြစ်ပါလိမ့်နော်ဆိုတော့အများကြီးတော့မတွေးထားပါမသိဘူးအခုချိန်မှာတော့အဲ့ဒါတွေအများကြီးမတွေးဖြစ်သေးဘူးညီကတော့အရင်တွေးဖြစ်တယ်ညီကတော့အဲအိမ်အောင်ပြုမယ်ဆိုပြီးတော့အများကြီးတွေးဖြစ်တယ်အခုကျတော့အဲ့ဒါတွေရမ်းမတွေးဖြစ်တော့ အဲအဲ့လိုမျိုးလေးပေါ့နော်ရှိလာရင်လည်းကိုနဲ့တစ်တော်မဲ့သူကိုနဲ့လိုက်ဖက်မဲ့သူရှင်လည်းယူမယ်ပေါ့နော်မရှင်လည်းမယူတော့ဘူးပေါ့အဲ့လိုလေးစိတ်တွေ short ထားပြီးရမ်းအောင်အဲအဓိကတော့ကို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 ချစ်လာတဲ့အတွက်အရန်အများကြီးရှိရည်လည်းအများကြီးမတွေ့ပြတော့ပြည့်ချင်းစီပဲထက်တန်းပြတော့တယ်ပေါ့ဟုတ်အဓိကတော့ကျမကြီးပေါ့အဲကျမကြီးအဲကျမကြီးကိုအဓိကထားပြီးတော့မပေါ်ပြီးစိုက်လာဖြစ်တယ်အဲကိုရဲ့ စိတ်ချမ်းသာဖို့အတွက်ကိုပို့ပြီးတော့มาတွေ့လာဖြစ်တယ်အဲဒါကိုအရင်စိတ်ချမ်းသာပြီးကိုပတ်ဝန်းကျင်ကအဲကိုရခင်မရတဲ့ချစ်ခင်ရတဲ့သူတွေကိုဘယ်လိုပြောရှင်းအောင်ထားမလဲအဲသူတို့ဟိုဟိုဘာတွေလိုအပ်လဲဘာတွေခွင့်ပြုပေးရမလဲဒါလေးတွေကိုတွေးပြတယ်ပေါ့ဟုတ်ချင်းချင်းလေးပါပဲရွှေရဲ့အဲဒီဟိုနေထိုင်နေတဲ့တိုင်ဝမ်လေးဟုတ်